အလုံးကြောက်ကောင်ကြောက်လိမ့်မယ်ထင်တယ်။ငယ်ချင်းခါကဘုန်းကြီးကျောင်းနေမှာတင်ခဲ့ရတဲ့ဖတ်စာဥပဒေတွေမှာပါပါတယ်။မြေခွေးနဲ့ခြံအကြောင်းပဲဒီဝိသုဇလန်းလေးပဲနော်။ဒီဝိသုဇာကျောင်းတစ်ခုကဘာကိုအကြောင်းပြုပြီးပေါ်ခဲ့ရတယ်ဆိုတော့အရှင်ဥပနန္ဒမထေရကိုအကြောင်းပြုပြီးပေါ်ခဲ့တဲ့ဇလန်းလေးတစ်ခုဖြစ်ပါတယ်။နာမည်ကျော်ဖြစ်တဲ့တာဂမြို့မင်းသားအရှင်ဥပနန္ဒမထေရကလောလောဘဇာရပစ္စည်းလေးပါးကိုလျှောက်ပေါ်လော်လီတဲ့နေရာမှာသူကနံပါတ်1ပဲ။ အဲ့တော့ပစ္စည်းလေးဘက်ကလည်းပေါ်လော်လီတဲ့အပိုက်မှာနံပါတ်၄ဖြစ်ရတဲ့အကြောင်းရင်းကိုနည်းနည်းလေးသဘောပေါက်အောင်ထပ်ပြောရင်ပေါ့နော်တို့ကဥပ္ပရိသံပါတိဥပ္ပရိယုံနဲ့လည်းပြည့်စုံတဲ့တရားဟောပြောလဲကောင်းတယ်ကြီးညိုတဲ့ဒကာဒကမတွေလည်းပေါ်ပေါ်လိုက်တဲ့အတွက်ကြောင့်သူ့ကိုဆုံးဖြင့်ဝေယဝိဇ္ဇပြုလုပ်နေတဲ့ဒကာဒကမတွေလည်းရှိကြပါတယ်အေကင်းကသူ့ကိုနေ့စဉ်တာဝန်ယူပြီးတော့ဆုံးဖြင့်ပြည့်စုံလုပ်ကျွေးနေတယ်ဒီနေ့မှာ ဒါကကလည်းအကြောင်းမမြင်လို့လည်းတူပါတယ်ဆွမ်းကမမြင်ဖြစ်နေပြီအခြေကလည်းတော်တော်လေးညစ်ကလာပြီးဖြစ်တော့အရှင်ဖျားဒီနေ့ဆွမ်းကလည်းအလွတ်အခမ်းနဲ့မဖြစ်ဖြစ်နေတယ်ဒီတော့တပည့်တော်ပဿံဝုထုငွေလှူလိုက်မယ်ဗျာဒီတော့ဒီငွေကိုယူပြီးတော့အရှင်ဖျားဆိုင်မှာတော့ဖုံးပေးမယ်ဆိုရင်မဖြစ်နိုင်ဘူးအားဖြစ်နိုင်တာပေါ့အဲငွေလှူလိုက်လှူပြီးတဲ့အချိန်ကကျတော့တကားကလည်းဘယ်လိုဖြစ်လာပြန်လဲဩတို့အာယုံငါးပါးကံကောင်းတရားတွေကိုခံစားနေတဲ့လူသားတွေလည်း ငွေကိုတားရတယ်။ဒါကြီးဝိမင်းသားဖျက်တာတော့ဒီလငွေကိုတားရတယ်။တို့နဲ့သူတို့နဲ့ဗာမင်းထုတ်တယ်ဒီပြဿနာပေါ်လာ။ဒီကဲ့ရဲ့ရှုံ့ချမှုကိုအခြေခံတော့တဖြည်းဖြည်းနဲ့တသင်္ကကတသင်နှဖြင့်ယဟန်ဒီနာပေါ့ယဟန်ဒီကလည်းတသင်ဖျက်ရှင်တန်တင်ပြတယောက်ထားတဲ့အတွက်မြတ်စွာဘုရားကယဟန်တော်များရွှေငွေအလှမခံရဆိုတဲ့သိခါဖို့ပြင်ရတယ်။ဒါနဲ့အရှင်ဥပ္ပန္နတကိုအခြေခံခဲ့။ယဟန်တော်များဝါဆိုကြောင်း နှစ်ကြောင်းသုံးကြောင်းစသည်ဖြင့်ခွတ်ပြီးဝါမစုဝဆိုပြီးဒိဋ္ဌာဖို့ပညာထားတယ်ဒီအရှင်ဥပ္ပန္နန္ဒကိုအခြေခံခဲ့ပါတယ်သူကရှင်းချင်းယဉ်ကျေးမှုအတိုင်းဆိုလို့ရှိရင်တော့ဝါဆိုကျောင်းတကာတွေကမိမိကျောင်းမှာဝါဆိုဝါကတ်တော်မူတဲ့ယဟန်တွေကိုဝါဆိုရင်ဝါဆိုတန်ခမ်းလှူတယ်ဝါကျွတ်တော့လည်းဝါကျွတ်တန်ခမ်းလှူကြတယ်ဝါဆိုရင်ဝါကျွတ်တန်ခမ်းလှူတယ်ဝါကျွတ်ရင်ဝါကျွတ်တန်ခမ်းလှူတဲ့အဲ့အတွက် ဝါဆိုကြောင့်သူက၃၄ကြောင့်လောက်ခွတ်ပြီးတော့ဝါဆိုတယ်။ဒီကြောင့်မှသူကတောင်းဝေးလေးထားထားတယ်။ဒီကြောင့်ကြတော့သူ့ရတောင်းလေးထားထားတယ်။ဒီကြောင့်ကြတော့သူ့တပိတ်ထားထားတယ်။ဒီကြောင့်မှသူ့တငန်ထားထားတယ်။ဆက်ပြီးအဲ့ဒါလေးငါးကြောင့်သူကခွတ်ပြီးဝါဆိုတော့လေးငါးကြောင့်မှရရှိမဲ့ဝါဆိုတငန်နဲ့ဝါကျွတ်တငန်သူကအကုန်ရတယ်။အဲ့ဒီလိုပစ္စည်းလေးပါနဲ့ပတ်သက်ပြီးတစ်ယောက်ကလွန်လီနေတဲ့ပုဂ္ဂိုလ်တူပဲ။ဘုရားရှင်နဲ့တာဝန်ဝင်မင်းသားချင်းနဲ့တူတယ်။ ပြေတော်မျိုးတော်တွေကလည်းဖြစ်တယ်။သာသနာပန်ဝင်ရောက်ပြီးတော့လည်းရှင်ရှင်ဟန်းပြုတယ်။ဘုရားရှင်ရဲ့မျက်မှောက်မှာလည်းတာဝကတူဖြစ်ပါလျက်ဇမေဖွင့်နေကမရသွားချဘူး။ဘာကြောင့်လဲ။ဒီပစ္စည်းလေးဘက်ကလျက်ပေါ်လွန်လီတဲ့ဓာတ်ငွေကိုသူကကောင်းစွာမွေးဖြူခဲ့တယ်။သူမွေးမြူပုံနဲ့တခုကတော့တချိန်မှသူကတောကြောင်တစ်ကြောင်မှသွားပြီးတော့ဝါစုံဝါကပါတယ်။အဲ့ဒီတောကြောင်မှလည်းလံကတော့အပတ်30ခန်းလောက်ရှိနေတယ်။30 40ခန်းလောက် ဝါဆိုတဲ့တောကြောင့်တခုမှသူကတရားအဟောတိကောင်းတယ်။အရိယဝန္တကထာလို့ခေါ်ဆိုအပ်တဲ့ပစ္စည်းလေးပါးနဲ့စပ်ပြီးတော့ရှေ့ရှေ့ဘုရားဆရာရှိတဲ့အရိယတော်ကောင်းတို့သုံးပြပုံဤစနစ်တွေကိုသူကကြက်ကြက်နဲ့ဟောကြားပြတာတော့အဲ့ဒီယဟန်ယဟန်တော်အပန်း30လောက်ကသူဟောတဲ့တရားကိုအမတန်သဘောကျသွားတယ်။သိကြည်ညိုသွားတယ်။ကြည်ညိုတော့ဘာလုပ်တယ်လဲ။အဲ့ဒီကောင်းမင်းဆိုတဲ့တန်ငန်းကြီးကောင်းမင်းဆိုတဲ့တပည့်ကြီးအကုန်လုံးပြိခါတွေဆွတ် အញ្ញံသဖြစ်တဲ့တန်ခါးနဲ့အញ្ញံသဖြစ်တဲ့သဘိတ်ဒီပဲသူတို့သုံးကြတယ်။သိပြီတရားအဖို့သဘောကျသွား။အဲ့ဒီခါမှာရှင်ဥပနန္ဒကဘာလုပ်လဲ။အဲ့ဒီကိုယ်တော်ကြီးဆွတ်လိုက်တဲ့အကောင်းသားဖြစ်တဲ့သဘိတ်လေးနဲ့အကောင်းသားဖြစ်တဲ့တန်ခါးနဲ့သူအကုန်လုံးသိမ်းယူတယ်။အကောင်သိမ်းယူပြီးတော့သူကဝါကျွတ်တဲ့အချိန်ခါမှာလှည့်ကြီးတစ်စီးပေါ်တင်ပြီးတော့တောင်းထီကိုချီတက်တော်တာပဲ။အဲ့ဒီလိုသွားလိုက်တဲ့အခါလက်ခုလက်တနည်းရောက်ပြီ။တနည်းရောက်တဲ့အချိန်ခါကျတော့ဘာဖြစ်တယ်လဲ။ ခြေတော့ကိုသူ့ခြေတော့သူကလှဲပေါ်တော့မလိုက်ပါဘူးပစ္စည်းတွေကသာလှဲပေါ်တင်ပြီးသူကလှဲအောက်ကနေလိုက်သွားတော့လမ်းခုလတနည်းအားရောက်တော့သူ့ခြေတော့ကိုနွယ်လေးတပင်ကသွားပြီးညှိလိုက်တယ်ဟောကြည့်နွယ်ညှိတာကိုသူကဘာလုပ်တယ်ဟောဒီနေရာငါလိုက်ရမယ်နဲ့တူတယ်လက်ကောက်ပြီဟောလောင်းကြီးမင်္ဂလာလိုက်စားပုံလေးဒီနေ့မြခုံးကြီးလှုပ်တယ်နဖူးကြီးလှုပ်တယ်ဟုတ်တယ်မလားဘာဖြစ်လိမ့်မယ်လက်ကောက်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီလိုလောင်းကြီးမင်္ဂလာလေးကိုလိလလိုက်စားဖို့မြတ်ပြတော့သူက နွယ်ကိုနွယ်လေးတစ်ပင်ကခြေောက်ကိုပတ်ထားလိုက်တိုင်းလေဒီမြာတော့ငါလိုက်ရမယ်ထင်တယ်ဆိုပြီးတော့ဟိုကြည့်ဒီကြည့်ကြည့်လိုက်တော့မလမ်းမကမ်းမှတောကြောင်းတစ်ခုသွားတွေ့တယ်ဟာဧကန်နဲ့ဒီတောကြောင်းထဲမှာငါလက်လာပါတော့ရလိမ့်မယ်ဆိုပြီးတောကြောင်းထဲဝင်သွားပြန်ရောဝင်သွားလိုက်တဲ့အချိန်ကမှအဲ့ဒီမှာတောတဲ့ကိုရောကြီးနှစ်ပါးကလည်းအဲ့ဒီနှစ်အဲ့ဒီတောကြောင်းလေးမှာဝါသုဝါကတ်ကြဝါသုဝါကတ်တဲ့ဒီကိုရောကြီးနှစ်ပါးကလည်းဝါသုတဲ့အချိန်ကမှတန်ငန်းသုံးဆုံးရတယ်ရှင်တန်ငန်းကနှစ်ဆုံးကပလာတန်ငန်းက ဆုံးဆုံးသင်္ဂန်း၃ဆုံးရကြတယ်အဲ့ဒီသင်္ဂန်း၃ဆုံးကိုဒီနှစ်ပတ်တဝါရင်းလုံးဝေးနေတာအဝေးမတည့်ဘူးဖြစ်ပုံကနော်တဝါရင်းလုံးဝေးနေတာအဝေးမတည့်တဲ့အခါကျတော့ရှင်ဥပ္ပန္နတရောက်သွားတဲ့အခါကျတော့ကိုရောကြီးနှစ်ပတ်ကဘာလျှောက်ထားလဲအရှင်ဖုရားတပည့်တော်တို့ဝါဆိုတော့ကသင်္ဂန်း၃ဆုံးရကြတယ်ဖြစ်ဒီသင်္ဂန်း၃ဆုံးကိုဒီလိုတော့နှစ်ပတ်ဒီဝါရင်းဝေးနေတာဝေးလို့ကိုမတည့်ဖြစ်နေတယ်အဲ့ဒါကြောင့်အရှင်ဖုရားဝင်းကြီးတို့လုတ်ပြီးတော့ဝေးပြီပါကြက်ကြက်အရှင်ဖျားတို့ဘာမှမပူနဲ့ ဒီလိုအမှုတွဲတွေကိုတပိတော့ပြင်ဆုံးဖြတ်ပြီးတော့ဝင်းကြီးတို့လောက်ခဲ့တာအကျဉ်းနေရပြီပြီးတော့ဒီသင်္ကန်းယူတာလားယူတာလားဆိုပြီးတော့ယူလာလိုက်တဲ့အခါကျတော့သင်္ကန်းသုံးစုံသူချင်းဖြတ်လိုက်တဲ့အခါကျဲအရှင်ဘုရားကဒီရှင်သင်္ကန်းတစ်စုံယူအရှင်ဘုရားကဒီရှင်သင်္ကန်းတစ်စုံယူတပိတော့ကဝင်းကြီးတို့ဖြစ်တဲ့အတွက်ဒီကဗလာသင်္ကန်းနဲ့တပိတော့လည်းထိုက်ခတ်နေဆိုပြီးကဗလာသင်္ကန်းယူပြီးတော့ပြေးပါလေရောပြေးတဲ့အခါကျတော့နောက်ကကိုရောကြီးနှစ်ပါးကလည်းမကျင်တတ်ဘူးမကျင်တတ်တော့နောက်ကနေလိုက်တောင်းထီရောက်ကြပြီ သာဝတိရောက်တဲ့အချိန်ကကြတော့ဒီယဟန်တော်တွေကနေတဆင့်တဆင့်စကတဆင့်နောက်ဖြစ်ဘုရားရှင်ရဲ့ရှင်တော်ပေါက်ကြတဲ့အခါဘုရားရှင်ကခေါ်ပြီးတော့ဗာမင်းရှိဒီဥပနန္ဒဟာဂုမသာဟင်ဒီပစ္စည်းလေးပါနဲ့ပတ်သက်ပြီးတရားပေါ်လွန်လီလီမဟုတ်ဘူးဟိုရှင်းရခင်တုန်းကလည်းဒီလိုပဲပစ္စည်းလေးပါနဲ့ပတ်သက်ပြီးသူတရားပေါ်လွန်လီခဲ့ဘူးတယ်ဆိုပြီးတော့အဲ့ဒီမြေခွေးနဲ့ခြံအကြောင်းကိုပြန်ပြီးတော့ဆန်းစစ်ပြတယ်နော်အဲ့ဒီဇလန်းလေးဟောပြတယ် ။တချိန်မှာဒီဥပနန္ဒအလောင်းကမြေခွေးဘုရားမှာနော်။မြေခွေးဘုရားမှာရှိနေတဲ့အချိန်ခါကျတော့သူ့မှာဘာရှိနေတယ်ဆိုတော့ဒီကကြီးတွေလိုပဲနဲ့တွေ့တယ်နော်။သူ့မှာမာယာဝီအမြင်ရှိတဲ့မြေခွေးမှာလေးတကောင်ရှိနေတယ်ဟုတ်လား။ဒီကကြီးတွေလည်းကိုယ်မာယာဝီလေးတွေနဲ့ကိုတော့ရှိကြလိမ့်မယ်ထင်တယ်ဟုတ်တယ်မဟုတ်လား။အဲဒီတော့မာယာဝီအမြင်ရှိတဲ့မြေခွေးမှာလေးတကောင်ရှိတော့ဒီမြေခွေးမှာလေးကဘာလုပ်တယ်လဲ။ မကျင်းသာစားကျင်လေဆိုပြီးချင်းချင်းတက်ပါလေရောဟုတ်တယ်မလားကုက္ကလစိနကပန်းကျင်လေဆိုပြီးချင်းချင်းတက်တဲ့ပုံစံမျိုးနဲ့တွေ့တယ်နော်အဲဒီလိုချင်းချင်းတက်လိုက်တဲ့အချိန်ခါမှာဘဏ္ဍကမြေခွေးကြီးလေးကရှင်ဥပနန္ဒအလောင်းဖြစ်တဲ့မြေခွေးကဘာပြန်ပြောလဲရှင်မဘာမှမပူနဲ့ငါငကျင်းသားကိုရအောင်ရှာဖွေပေးပါမယ်ဆိုပြီးတော့အဲ့ဒါငကျင်းသားအရှာထွက်တာပဲငကျင်းသားအရှာထွက်လိုက်တော့လက်ခုလတဏျာအရောက် ခြေတော့ကိုຫນွယ်လေးတစ်ဖက်ကဖတ်ခနေဆိုညှိလိုက်ပြောဟောလာပြီနော်အဲ့ဒီညှိလိုက်တဲ့အချိန်ခါကျတော့သူကမလုပ်တဲ့အော်ဧကန်နဲ့ဒီနေရာမှာငါတော့လက်ရလိမ့်မယ်ထင်တယ်ဟောဖြစ်ပြီအတိနမိတ်ပောက်ခါလေးဘဝတစ်ခုမှလက်ခံခဲ့တဲ့တန်ခွေနောက်ဘဝအထိကပ်ပါနေတယ်ရှင်ဥပနန္ဒဖြစ်တဲ့ဘဝအထိဒီတန်ခွေလေးတွေကကပ်ပါတယ်ຫນွယ်ကိုခြေတော့ခြေတော့ကိုຫນွယ်လေးပတ်လိုက်ခါနဲ့လက်ချက်ချင်းရလိမ့်မယ်ဆိုပြီးအယူဆလေးပေါ်လာတယ်အဲ့ဒါနဲ့ခြင်းကမြင့်ကမ်းဘက်ကိုဆင်းသွက်လိုက်တဲ့အခါကျတော့ ဈာန်နှစ်ကောင်းကလည်းငကြင်းတစ်ကောင်းကိုအငွေအဝေမတက်ဖြစ်နေအဲ့ဒီဈာန်နှစ်ကောင်းကလည်းတခြားပုဂ္ဂိုလ်မဟုတ်ပါဘူးခொနကတော့တဲ့ဥစဉ်ကြီးနှစ်ပါးပဲသူကခက်ပုံကဈာန်ဘဝတုန်းကလည်းငကြင်းတစ်ကောင်းကိုအကြောင်းပြုပြီးသူတို့ကလုခဲ့တယ်ယဟန်ဘဝရောက်တော့လည်းတန်ခမ်းကိုအကြောင်းပြုပြီးတော့သူတို့လုနေတော့မယ်ဓာန်ငွေဓာန်ငွေသန္တာတစ်ချက်ကိုကပ်ပြီးတော့ဗန်တက်ဒါကြောင့်ကောင်းတဲ့ဓာန်ငွေကသန္တာတစ်ချက်မှကပ်ပြီးဗန်တက်တယ်လို့ မကောင်းတဲ့ဓာတ်ငွေတွေကလည်းတန်တရာတစ်ချက်မှကပ်ပြီးတော့ပန်တတ်တယ်ပန်လိုက်တဲ့အဲ့အတွက်ဘာဖြစ်လဲဒီပစ္စည်းလေးမှမလျော့ပါလော်လီတဲ့ဒီစိတ်ထားတွေကြောင့်ဇံမက်ဖို့နိဗ္ဗာန်ကိုမရဘဲနဲ့ဘဝတစ်ခုကိုအဆုံးသတ်သွားရတယ်နော်ပြီးတော့အဲ့ဒီမှာမြင်ခွေးကဆင်းသွားလိုက်တဲ့အချိန်ခါကျတော့မှရှင်နကောင်ကလည်းသူတို့အကျိုးကြောင့်တင်ပြလျောက်ထားတယ်ငချင်းကိုလှမ်းပြီးတော့ဖမ်းလိုက်တာရှင်နကောင်ကဖမ်းလိုက်တယ်ငချင်းကတိတ်ကြည့်နေတော့မနိုင်ဖြစ်နေပြီဒါပြင်းနဲ့သူကမလှုပ်ဘူး မကြီးကလည်းယုံနေသူကလည်းမနိုင်ရှိနေတော့ဖြန်းတကောင်မိတ်ဆွေတို့ကိုလှမ်းပြီးတော့အကူကြီးတောင်းလိုက်တော့မိတ်ဆွေဖြန်းတကောင်ကလည်းသူ့ကိုဝမ်းကြည့်တော့ကူညီလိုက်တော့ဖြန်းနှစ်ကောင်ဆိုတော့မကြီးကမယုံနိုင်ဖြစ်သွားတယ်ကိုယ်မဆွဲတင်လိုက်တော့ရပြီအဲ့ဒါအရင်ပိုင်းနဲ့အမီပိုင်းခေါင်းပိုင်းနဲ့အမီပိုင်းနှစ်ခုကိုခွဲတန်းချက်နေရကနေပြီးတော့နောက်ဆုံးအဝေးမတက်ဖြစ်နေတုန်းလေးမှာမဖြစ်လာတယ်လေအဝေးမတက်ဖြစ်နေတုန်းလေးမှာပဲ ခွန်းကမြေခွေးကဝင်ရောက်လာခြင်းဖြစ်တယ်။အဲဒီတော့မြေခွေးကိုတရားနေကြီးလှုပ်ပြီးတော့ဒီငခြင်းသားကိုဝေဖန်ပြဖို့ရန်အတွက်ဒီခဏကောင်ကတောင်းဆိုတော့မြေခွေးကလည်းမပူပါနဲ့။ဒီလိုအမှုတွဲတွေသူဆုံးဖြတ်ခဲ့တာများပြီခေါ့ခွန်းကလည်းဒီပုံစံပဲနော်။အခုလည်းဒီပုံစံပဲလေးကတက်ပြီးကပ်ပါနေတာ။အဲဒီပုံစံစနစ်နဲ့သူကငခြင်းကိုသုံးပန်းပြန်လိုက်ပြီးတော့ ခေါင်းဘင်းကိုခဏကောင်ပေးအမိဘင်းကိုခဏကောင်ပေးပြီးတော့အလဲဘင်းကတော့ငါတရားသူကြီးနဲ့ဆိုင်နေဆိုပြီးတော့သူကချီးပေးတာဘုသူ့အတွက်ချီးပေးတာလေမာယာဝီအတွက်မာယာဝီအတွက်ဟုတ်တယ်မလားဒီကကြီးတွေလည်းမာယာဝီအတွက်ဗာလိတွေချီးချီးပေးနေကြတယ်အဲ့ဒါသတိထားပြီးတော့နော်မာယာဝီအတွက်သူကချီးပေးရတာပဲအဲ့ဒီတော့ပြောချင်တာကဒီရှင်ဥပ္ပန္ဒကခုနကမြေခွေးဘုရားမှာခေါင်းပုံဖြတ်ခဲ့တယ်ပေါ့အခုစနစ်ယဟန်ဘုရားရောက်တော့လေ ဒီတိုင်းပဲသူကသူများဘုံမှာလိုက်ပြီးတော့ခေါင်းပုံဖြတ်တယ်အဲဒီတော့ခေါင်းပုံဖြတ်ပြီးဒီစီလေးဘက်နဲ့ပတ်တယ်ပြီးလျှောက်ပေါ်လော်လီတဲ့တန်းငွေတွေကိုမွေးနေတဲ့အတွက်ဘုရားရှင်နဲ့တွေ့တော့လဲကျွတ်တန်းဝင်တဲ့အဆင့်ကြီးရောက်သလားမရောက်ဘူးခတ်တော့လောကီမင်္ဂလာကိုလိမ့်လာလိုက်စားမှုများပြားခြင်းဒီစီလေးဘက်နဲ့ပတ်တယ်ပြီးတော့လျှောက်ပေါ်လော်လီချက်အကောင်းခြင်းဒါရီဟာမက်ဖို့နိဗ္ဗာန်ရဲ့အန္တရာယ်များစွာဖြစ်နေတယ်နော်